ကျွန်တော်ရှင်မှာယူရီးယားနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးနေကြတယ်နော်ယူရီးယားတန်လိုက်တို့ဟုတ်လားချိန်တို့ကွိုင်းတို့အဲ့ဒါတွေကိုဗမာဘယ်လန်းနေနဲ့ခုတ်လို့ရလဲပေါ့နော်ဗမာတွေနိုင်နိုင်လားစုံနိုင်လားဆိုယူရီးယားကိုခုတ်ဖို့ဆိုဗမာနံပါတ်1ဟိုအယိုးအသက်ခိုင်မှုလို့လေယူရီးယားအသားရေရသူကကြက်ပေါက်ဖြစ်တည်တန်အောင်အသားရေမာတယ်နောက်တစ်ခုယူရီးယားကိုခုတ်မှတ်ချက်ကငုတ်ကောင်းရမယ်ငုတ်ကောင်းရမယ်နောက်တစ်ခုကနောက်တစ်ခု နောက်ထပ်တစ်ခုကသူက IQ level မြင်ရတယ်။ IQ level ဆိုတာဘယ်လိုဟာမျိုးလဲ။ကြက်လိမ်ပါပုံစံမျိုးပေါ့။ဥမာစုတ်တယ်နောက်ဆုံးနောက်ဆုံးနဲ့ငုံနဲ့ပတ်ခဲ့တယ်။အဲဒါမျိုးဆိုခဏနဲ့သိပ်မကြဘူးယူရဲပျောက်လာတာပဲလေနော်။အဲ့လိုမဟုတ်ဘဲနဲ့ဗမာအမိုက်တွေပေါ့။သူရှင်အဲဒီနှုတ်သီးချင်းရှင်ကိုက်ငါလဲချငါလဲချဆိုတဲ့ပုံစံမျိုးတွေကယူရဲအောင်နိုင်မှုအရန်ခဲရင်မယ်။ယူရဲအောင်နိုင်မှုမလွယ်ဘူး။နော်ဒါကိုတိတိကျကျသိဖို့လိုတယ်။ လူတယောက်နိုင်မှုဆိုရင် IQ ရှိရမယ် IQ မြင့်တဲ့ချက်တွေဖြစ်ရမယ်ဥမာဟိုအထူးသဖြင့်ဒီလိုပေါ့အရန်ပူလာရင်ပတ်ပြီးအတူလေးပြေးလိုက်တဲ့ပမာလိမ္မာချက်မျိုးတွေလည်းမြင်မှုကြလိမ့်မယ်နော်ဒီမာလော့ပုံစံမျိုးတွေပေါ့အဲ့တော့ဒီအဲ့လိုချက်မျိုးတွေရှိမယ်နောက်တစ်ခုကဒီလိုထိုးလိုက်တာလို့ရှိရင်နောက်ဆုံးနောက်ဆုံးနဲ့ဒီအတက်နဲ့ပတ်ခဲ့တဲ့ပုံစံမျိုးတွေပေါ့ဒါတွေပမာချက်လိမ္မာခွလန်းတယ်အဲ့လိုမျိုးတွေကလည်းရိုးရဲအောင်နိုင်နိုင်တယ်အဓိကတော့ငုတ်ကောင်းရမယ်နှုတ်ရွရမယ် ဟိုအသိဉာဏ်ရှိရမယ်အဲ့သုံးချက်ပြည့်စုံယူရအောင်နိုင်အောင်ခုတ်လို့ရပါတယ်เนาะအယိုးအသက်လည်းရှိရမယ်ပေါ့เนาะကဲမင်္ဂလာပါ